မင်္ဂလာပါရှင် CNI သတင်းဌာနရဲ့2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကြောင်းရာတွေကတော့အာစာအဖွဲ့ကရခိုင်ပြည်နယ်ကိုတိုက်ခိုက်သိမ်းပိုက်အုပ်ချုပ်သွားမယ်လို့ထုတ်ဖော်ပြောဆိုလာမှုကဘာကြောင့်ဖြစ်နိုင်တယ်လဲဆိုတဲ့အပေါ်စစ်ရေးနဲ့နိုင်ငံရေးအကဲခတ်တွေကြားသုံးသပ်မှုတွေရှိနေတယ်ဆိုတဲ့သတင်းပါကစ္စတန်နဲ့အာဖဂန်နစ္စတန်တာလီဘန်တွေကြားအပြစ်ခတ်ရဲစဲရေးဆွေးနွေးမှုတွေကို နိုဝင်ဘာ6ရက်ကတူရကီနိုင်ငံအစ္စတန်ဘူမြို့မှာပြန်လည်စတင်လိုက်ပြီးဆွဲတဲ့တဲ့အပါအဝင်နောက်ဆုံးရပြည်တွင်းတဲ့တဲ့နိုင်ငံတကာသတင်းတွေအားကစားသတင်းတွေကိုတင်ဆက်ပေးမှာပါတမဆုံးတင်ဆက်ပေးမဲ့သတင်းကတော့အာဆာအဖွဲ့ကရခိုင်ပြည်နယ်ကိုတိုက်ခိုက်သိမ်းပိုက်အုပ်ချုပ်သွားမယ်လို့ထုတ်ဖော်ပြောဆိုလာမှုကဘာကြောင့်ဖြစ်နိုင်တယ်လဲဆိုတဲ့အပေါ်စည်နေနိုင်ငံရဲ့အကဲခတ်တွေကြာတုံ့တက်မှုတွေရှိနေတဲ့ဆွဲတဲ့တွေပဲဖြစ်ပါတယ်။မွတ်စလင်လက်နက်ကိုင် ARSA အဖွဲ့က ရခိုင်ပြည်နယ်ကိုတိုက်ခိုက်သိမ်းပိုက်အုပ်ချုပ်သွားမယ်လို့ထုတ်ဖော်ပြောဆိုလာမှုကဘာကြောင့်ဖြစ်နိုင်တယ်လဲဆိုတဲ့အပေါ်စီးရဲနဲ့နိုင်ငံရေးအခက်အခဲတွေကြားသုံးသပ်မှုတွေရှိနေကြပါတယ်။ ARSA အဖွဲ့၉နှစ်မြောက်နှစ်ပတ်လည်စုဝေးပွဲမှာရခိုင်ပြည်နယ်ကိုတိုက်ခိုက်သိမ်းပိုက်အုပ်ချုပ်သွားမယ်လို့ကြုံဝါပြောဆိုခဲ့တာပါ။အဲ့ဒီလိုပြောဆိုခဲ့မှုဟာသူတို့ကိုထောက်ခံအားပေးနေတဲ့လူထုအတွက်မျှော်လင့်ချက်ပေးပြီးစီးရုံနဲ့လုံယိုးလုစင်တာဖြစ်တယ်လို့ရခိုင်ဥဆောင်ပါတီ AFP မှာဥက္ကဋ္ဌဒေါက်တာအေးမောင်က CNN သတင်းဌာနကိုပြောပါတယ်။ဟိုလက်နက်ကိုင်းအဖွဲ့ကြီး APP 播，那个也搞定位 APP 播。呃，比如呢，呃，不喊大家记得，比如我套餐呢，六九九，四个月。还有六个月，有哪个还可以续？你套餐有哪个还可以续？呃，你套餐的，那个也绑定。再一个呢，我、嗯，我、嗯、呢，六月那个也续，又满七十五块，后悔了。 အဲ့တော့အဆာချစ်ချစ်ပေါ့နော်တခြားဘန်ဂလီကွန်မြူနတီနဲ့ပတ်သက်တဲ့နိုင်ငံရေးပါတီတွေဖြစ်ဖြစ်သူ့မှာလူလူရှိတယ်အဲ့တော့သူ့လူလူရဲ့နော်ရှေ့ရေးရနေပတ်တလို့နော်လည်းကိုင်းဖြစ်စီဒီလည်းကိုင်းဖြစ်စီအရောက်ကိုဗျာနိုင်ငံရေးပါတီကြီးနိုင်ငံရေးပါတီအရောက်ကိုဗျာတော့စီယုံကြတယ်ညလုံးကြလေးပြေးကြတာပေါ့ဒါလူလူလို့ရှိပါပဲ ဲ့အာချာဒီနဲ့အဲ့ဒီလိုမျိုးဆိုလက်ချက်ပေးပါဘူးအခုက ARSA အဖွဲ့ဟာမောင်တော်မြို့နယ်မြောက်ပိုင်းနဲ့ထိစပ်နေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံဥခိယနယ်နချောင်းချာကြီးအနီးအနားတဝိုက်မှာလက်ကျင်စကန်အစ်တွေတိဆောက်ထားကြောင်းလဲရခိုင်တည်ထောင်နာရီရဲ့ဖော်ပြထားချက်အရသိရပါတယ်။လက်ရှိမှာ ARSA အဖွဲ့ဟာဘင်္ဂလားဒေ့ရှ်နယ်ဆက်က AA တက်စကန်တွေကိုချောင်းမြောင်းတိုက်ခိုက်မှုတွေဆက်တိုက်လှုပ်ဆောင်နေပြီးမောင်တော်ဘူတီတောင်ရေတီတောင်မြို့နယ်တွေကဒေသခံပြည်သူတွေကိုခြုံခိုတိုက်ခိုက်တာ အကြမ်းဖက်တပ်ဖြတ်တာတွေကိုလည်းလှုပ်ဆောင်နေကြအောင်ဒေသတွင်းအရေးမြစ်တွေကပြောပါတယ်။ရခိုင်ပြည်နယ်မှာ ARSA အဖွဲ့အနေနဲ့ဒေသတစ်ခုကိုတင်ပိုက်ရယူမယ်ဆိုပါကမောင်တော်နဲ့ပူတီတောင်မြို့တို့သာဖြစ်နိုင်ကြောင်းစည်ရေးနဲ့နိုင်ငံရေးအကဲခတ်တွေကထင်မြင်ယူဆထားကြတာပါ။ဒါပေမဲ့ ARSA အဖွဲ့အနေနဲ့ရခိုင်ပြည်နယ်ကိုတိုက်ခိုက်သိမ်းပိုက်အုပ်ချုပ်နိုင်ဖို့ဟာမဖြစ်နိုင်ဘူးလို့တရုတ်မြန်မာရေလေလာသုံးသက်သူဒေါက်တာလှကျော်စောကစီအန်အာသတင်းဌာနကိုပြောပါတယ်။အဲဟိုကျင်းသွားတာတော့ဘယ်လိုဆိုကျင်းသွားလို့ရတာပဲ။အဲတော့သိတာပေါ့ ဘလောက်လုံးနိုင်မလဲဆိုသူတို့ဟိုအတက်ရှင်မှုတောင်တော်တော်ခက်မိပုံရတယ်လေအေးအေးနဲ့လည်းအဆင်ပြေတာမှမဟုတ်တာကြီးအဲ့တော့အေးရလဲသူ့ရဲ့အောင်းဝဲရဲ့စက်ထရနေတာပဲဖြစ်တော့နော်အဲကျမတော့သိမထင်ပါဘူးပြဿနာကလေးပဲပြောကြတာပါပဲပြောပါစေလက်ရှိမှာအေးဟာမောင်တော်မြောက်ပိုင်းကိုနေမြရှင်းလင်းရေးဦးစားပေးလှုပ်ဆောင်နေပြီမေယူတောင်ကျော်တစ်ချောင်းမှာလေး တက်စုခွဲကစခန်းချကင်းဆောင်တော့စစ်ကြောင်းထူရုံနဲ့ ARSA အဖွဲ့ရဲ့လှုပ်ရှားမှုတွေကိုရှင်းလင်းနေကြောင်းသိရပါဗျ။ ARSA အဖွဲ့ရဲ့ပြဿနာကို AA ဘက်ကကင်တွဲဖြေရှင်းပုံဟာအရန်တိမ်မွေ့လွန်းနေတယ်လို့နိုင်ငံရေးလိလာသုံးသက်သူဦးကြည်မြင့်ကစီရင်တဲ့တင်ဌာနကိုပြောပါဗျ။အဲ့ဒါကတော့အရန်တိမ်မွေ့တယ်ကွာသူတို့သက်ဆိုင်ရာတောင်ရှိရတွေလွတ်ကြပါလိမ့်မယ်နော်။ဆရာတို့မပြောချင်ပါဘူးပဲဟာနော်။တို့ကတော့ Facebook မှာတော့ရေးလိုက်သေးတယ်။ဟိုခိုးဝင်နေတယ်တို့လက်မတွေ့ဘူးလို့ တို့လူမျိုးတို့ရဲ့တော်ရခိုင်နေနဲ့ရင်ချင်းမူရင်တူတဲ့တူချင်းပဲလက်တွဲမယ်လို့အဲ့လိုရောရေးလိုက်ပါသေးတယ်အဲ့တိုင်းမှာပဲပြောချင်ပါတယ်နော်လက်ရှိမှာအေးထင်းချုပ်ထားတဲ့ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသထဲကမှမောင်တော်ပူစီတောင်နဲ့ရတိတောင်မြို့တို့မှာအရာအစေအဖွဲရဲ့တိုက်ခိုက်မှုတွေဟာ2025ခုနှစ်အတွင်းပုံမှန်ကျပြန်လာခဲ့ကြောင်းမေလကနေအောက်တိုဘာလအတွင်းအရာအစေအဖွဲရဲ့ပြစ်ခတ်မှုကြောင့်အရက်သား90ဝန်းကျင်တေဆုံးခဲ့ကြောင်းရခိုင်တည်ထောင်ဌာနတွေကဖော်ပြထားပါတယ် ARS ရဲ့အဖွဲ့ဟာရခိုင်ပြည်နယ်မှာ2025ခုနှစ်အတွင်းအရင်ကထက်ပိုမိုလှုပ်ရှားလာနေတာဖြစ်ပြီးအရဲသားတွေကအဓိကပြစ်မှတ်ထားတိုက်ခိုက်နေကြောင်းလဲစစ်ရေးနဲ့နိုင်ငံရေးကိစ္စတွေကထောက်ပြကြပါတယ်။ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ ARS ရဲ့အဖွဲ့တို့ပိုမိုလှုပ်ရှားလာမှုအပေါ်အေးအနေနဲ့ထိရောက်စွာဖြေရှင်းနိုင်မှုရှိပါမလားလို့လဲစစ်ရေးနဲ့နိုင်ငံရေးကိစ္စတွေကြမေးခွန်းထုတ်မှုတွေရှိနေပါတယ်။လက်နက်ကင်တော်လန့်တဲ့အဖွဲ့အစည်းတွေဟာအာနာရှစ်စနစ်ကိုတော်လန့်တယ်လို့ပြောနေပေမဲ့ သူတို့ကိုယ်တိုင်အာနာရှင်စနစ်ပုံစံအတိုင်းပြန်လဲကျင့်သုံးလာနေကြတယ်လို့စစ်ရေးနဲ့နိုင်ငံရေးအကဲခတ်တွေကထောက်ပြပြောဆိုလိုက်တဲ့တဲ့တင်ကိုလည်းဆက်လက်ရှုစားလိုက်ရအောင်ပါ လက်ရှိမြန်မာနိုင်ငံမှာလက်နက်ကင်တော်လန်တဲ့အဖွဲ့အစည်းတွေဟာအာဏာရှင်စနစ်ကိုတော်လန်တယ်လို့ပြောနေပေမဲ့လည်းသူတို့ဟာအာဏာရှင်စနစ်ပုံစံအတိုင်းပြန်လည်ကျင့်သုံးလာနေကြောင်းစီးရင်နိုင်ငံရေးကက်ခတ်တွေကထောက်ပြလာကြပါတယ်။လက်ရှိမြန်မာနိုင်ငံမှာလက်နက်ကင်အဖွဲ့အစည်းများစွာရှိနေတဲ့အချိန်2020ခုနှစ်ဖေဖော်ဝါရီလရက်နောက်ပိုင်းပြောင်းလဲသွားတဲ့နိုင်ငံရေးအခင်းကျင်းနဲ့အတူနောက်ထပ်လက်နက်ကင်အဖွဲ့အစည်းယာနဲ့ချီထွက်ပေါ်လာခဲ့ပါတယ်။ဒါပေမဲ့လည်းလက်နက်ကင်ပြည်ပခါတွေရဲစဲတာနဲ့နိုင်ငံရေးပြည်ထောင်တာကိုအပြေရှားခြင်းအားတွားနိုင်တဲ့စာချုပ်မျိုးကို ော့မလုံနိုင်သေးပါဘူး။အာနာရှင်စနစ်ကိုမကြိုက်လို့တော်လန်လာလို့ပြောနေတဲ့အတိုင်းကိုကိုတိုင်အာနာရှင်ဖြစ်လာနေတာကိုသတိပြုဖို့လိုအပ်ကြောင်းဖက်ဒရယ်နဲ့ဒီမိုကရေစီတိဆောက်မယ်ဆိုပြီးတိုင်းရင်းသားတွေကြားခွဲခြားဆက်ဆံနေတာကိုလည်းသတိပြုဖို့လိုအပ်ကြောင်းတိုင်းလိုင်ရှမ်းနေအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDB ဥက္ကရာဆိုင်းထီအောင်ကစီရင်နိုင်တဲ့ဌာနကိုပြောပါရစေ။ကျွန်တော်အမိစာဆုံးနေရတဲ့ကျန်းကြီးစီဆောက်ပဲဥပမာထားရကြောကြည့်တော့သူကထရယ်နဲ့ဒီမိုကရေစီကိုရအောင်သူတိုက်ပါမယ်ဆိုလို့နေရ။သူအောင်ရှင်မှာကျွန်တော်တိုင်းနာခွဲခြားဆက်ဆံမှုကအရင်ကကြီးရယ်လေကိုကိုတိုင်းကလ ဲဒီသမတမချက်ချက်ကိုအင်းလုံးလုံးလိုပါတယ်အခုလက်လက်ကဲတော်လာနေဆိုဒီအားလုံးကိုအာနာရှင်စစ်ကိုတော်လာနေဆိုတော့ပြောရကြတယ်သူတို့လေကအာနာရှင်စစ်ပုံစံတိုင်းကိုပြန်နေချစ်တုံးလာကြတယ်ချုပ်လီကဒီထက်မကပိုဆိုးပါတယ်ကိုမချိုက်ဘူးကိုတော်လာမယ်ဆိုကိုမလုပ်ဖို့လေအရင်လိုတယ်ငါလှုပ်ရက်တဲ့လှုပ်ရက်ဆောင်ကိုနိုင်ငံကြီးချက်ဖြစ်သွားမယ်နိုင်ငံမျက်နှာပြတ်သွားမယ်ဆိုတော့မလုပ်ဖို့အရင်ကြီးချင်ပါတယ်လက်လက်ကဲကဒီဒီကိုချင်းချောက်နေတဲ့ကိစ္စလေးတွေအချိန်ရကကြတော့ဒီဖွဲ့စည်းရဲ့ဘလို့ပြောမယ်ဘလို့ရှင်းနေမယ်လက်လက်ကချုပ်တင်းရတဲ့ဘလို့လုပ်မယ်ချုပ်တင်းနေတဲ့ဘက်ကတိုက်စားကြည့်တိုက်ရပါလိမ့်မယ် ုနိုင်ရစေခါတော့လည်းလည်းကန်ဖို့ကြည့်ရချင်တာမကြည့်ဘူးဒီနေ့ချိန်မှာတော့လည်းလည်းကန်ဖို့တရားပြောရှိလာပြီဆိုတော့ကြောင့်ပြည်သူမှာဝန်တို့ဝန်ရကြီးသွားပြီလက်ရှိမြန်မာနိုင်ငံတဝန်းမှာမြန်မာတပ်မတော်နဲ့လက်နက်ကင်အင်အားစုတွေကြား၎င်းလက်နက်ကင်အင်အားစုတွေအချင်းချင်းကြား၎င်းတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေပါတယ်အာဏာရှင်စနစ်ဆိုတာကအဖက်ဘက်ကလာနိုင်ပြီးဒီမိုကရေစီစနစ်ပြန်လည်မထူထောင်နိုင်ရင်အာဏာရှင်စနစ်ကိုတိုက်လေအာဏာရှင်ပြန်ပေါ်လာမှာပဲလို့ပို့အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNNO NCA SMA ဥက္ကရာဘုံမူကြီးခွန်ဥက္ကာကစီရင်နိုင်တဲ့တင်ဌာနကို Yo, vale. 阿们先吃那个，吃那个来拉奶奶，也把来拉奶奶，说不好的，不好的也要来拉奶奶。吃那个苦么高呢？吃那个表么到那一路的啊，满满的。阿那先吃那个票子，阿那先那不要吃那个苦，先得了就行了么？土我六月表么吃那个表么？大家阿那先吃那个票子得着呢，阿那先吃那个一样都觉得，你们以为吃那个我穿了我冇，阿那先吃那那洗脚不穿，那他脚冇拿到我，或者你们以为要开花了，呃，你们。 ိုကရေစီစနစ်ကိုပြမထူတော့ဘူးဆိုရင်အာနာရှင်စနစ်ကိုတိုက်လဲအာနာရှင်တယောက်မရှိလဲနောက်တယောက်လည်းအာနာရှင်ပြန်ဖြစ်လာမှာပဲ။တော့ဒီမှာဒီမှာအာနာပိညာ၃ပါးရှိပြီ။ကျွန်တော်တို့ဒီ2030အနေနဲ့2030ပေါ့။ဆယ်နှစ်မှာဒီမိုကရေစီအရေးချင်းနဲ့လုံကြီးလုံခံကိုခိုင်မအောင်မလုံနိုင်ဘူးလို့တော့အဲလိုယူဆတယ်လေ။အဒီမှာအုတ်ချုပ်ခဲ့တဲ့အဆိုရတွေကမလုံနိုင်တဲ့အခါကျတော့နောက်ကအပြောင်းလဲပြန်ဖြစ်လာတာပေါ့။မြန်မာနိုင်ငံမှာ2020ခုနှစ်ဖေဖော်ဝါရီတရက်က LND အစိုးရကို2020ထွေထွေရွေးကောက်ပွဲမဲဆေး င်ရင်အငင်းပွားမှုအားဖြည့်ရှင်ပေးဖို့တောင်းဆိုနေတဲ့အတိုင်းအစိုးရဖွဲ့စည်းရေးကြိုးပမ်းတယ်လို့ဆိုကမြန်မာတက်မတော်မှဖြုတ်ချခဲ့ပါတယ်။အဒီနောက်နိုင်ငံတော်အားအရေးပေါ်အခြေအနေကြေညာပြီးမြန်မာတက်မတော်ကအုပ်ချုပ်လာခဲ့ရာလက်နက်ကင်အင်အားစုတွေမှတော်လှန်ရေးကိုဆင်နွှဲကမြန်မာတက်မတော်ကိုဖြုတ်ချရေးကြိုးပမ်းနေပါတယ်။အဆိုပါနိုင်ငံရေးအခင်းကျင်းကြီးထဲမှာငါနဲ့မတူငါရန်သူဆိုတဲ့မူဝါဒကိုနှစ်ဖက်စလုံးကကင်ဆွဲပြီးဖိနှိပ်မှုတွေပြုလုပ်နေတယ်လို့စီးရင်နဲ့နိုင်ငံရေးအကြက်ခက်တွေကထောက်ပြကြပါဗျာ။ တောင်ကြီးတစောင်းနိုင်ရိုးရာမီးပုံပြန်ပွဲတော့ကိုတွားရောက်လေပတ်တဲ့ခီးသောဧည့်သည်တွေအလုံးများပြပေမဲ့စီစဉ်မှုတွေအားနည်းတဲ့အတွက်စိတ်နဲ့အားရမှုမရှိဘဲဖြစ်ကြတယ်လို့ဟိုတယ်နဲ့ခီးသောလုပ်ငန်းရှင်တွေကပြောဆိုလိုက်တဲ့သတင်းကိုလည်းဆက်လက်တင်ဆက်ပေးလိုက်ပါတယ်။2025ခုနှစ်အော်တိုဘာ28ရက်ကစတင်ကျင်းပခဲ့တဲ့တောင်ကြီးတစောင်းနိုင်ရိုးရာမီးပုံပြန်ပွဲတော့ကိုတွားရောက်လေပတ်တဲ့ခီးသောဧည့်သည်တွေအလုံးများပြပေမဲ့စီစဉ်မှုတွေအားနည်းတဲ့အတွက်စိတ်နဲ့အားရမှုမရှိဘဲဖြစ်ကြတယ်လို့ဟိုတယ်နဲ့ခီးသောလုပ်ငန်းရှင်တွေကပြောပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးစစ်ဆောင်တဲ့ပွဲတော်ကို1950ပြည့်နှစ်ကစပြီးကျင်းပခဲ့ရ။အခုနှစ်မှာ85နှစ်ပြည့်ပွဲတော်ကိုအစီအကားကကျင်းပခဲ့ပါဗါတယ်။အဲ့ဒီစစ်ဆောင်တဲ့ပွဲတော်ကိုပြည်တွင်းပြည်ပမှခီးသွားတွေပြည့်နှက်ခဲ့ပြီးအလုံးစီကားခဲ့ပြီးမယ်။မိုးရွာသွန်းမှုကြောင့်ပွဲတော်ရဲ့စီကားမှုကိုအနှောက်အယှက်ဖြစ်စေခဲ့ပါဗါတယ်။ပွဲတော်ကိုလာရောက်လည်ပတ်တဲ့ခီးသွားအဲ့တဲ့တွေအနေနဲ့စစ်ကျင်နှံ့မှုအပြေအဝမရရှိခဲ့ကြအောင်ခီးသွားအဲ့တဲ့တွေချုံမွေစွာလည်ပတ်နိုင်ဖို့ကြိုးတင်ပြင်ဆင်မှုတွေမရှိခဲ့ကြအောင် လုံခြုံရေးလိုအပ်ချက်တွေစီမံဆောင်ရွက်မှုလိုအပ်ချက်တွေရှိတယ်လို့ခီးသွွားလုပ်ငန်းရှင်တဦးကစီရင်တင်ထဏာကိုပြောပါတယ်။ကျွန်တော်အဲ့ဒီဒီလာဖို့တက်စက်ဆိုင်ရာကိုကျွန်တော်ကြိုပြီးတောင်းကြားထားတယ်။လုံခြုံရေးကိစ္စကိုဝင်ထွက်ချောမှုရေးကိစ္စကိုလုပ်ပေးမယ်သူတို့ဒါကိုဟိုအပေါ်ဆန်းဆန်းတမမလုံနိုင်ခဲ့ဘူးပေါ့ကျွန်တော်တို့အဲတက်ဆိုင်ရာတွေကပေါ့နော်တက်ဆိုင်ရာတွေဆိုရင်တော့ဒီတဲ့အတိုင်းအဲတော့နောက်ဆုံးတော့ကျွန်တော်တို့ကအဲဒီအဲအဲဒီလုံခြုံရေးဖွဲ့တွေနဲ့ပဲအဆင်ပြေအောင်လုပ်ပြီးတော့ကျွန်တော်တို့ဧည့်သည်တွေကိုတွန်းနိုင်ခဲ့တယ် အဲ့ဒီမျိုးဖြစ်တယ်ပေါ့နော်။နောက်ပြီးတော့အဲတကယ်တော့လာတဲ့အဲ့ဒီဒီပေါ်မှာသိသိပဲပေါ့နော်။အဲအဆင်မပြေတာဒါလေးရှိတယ်။ဘာလို့မဖြစ်မပြေလဲ။နောက်ပြီးအောင်ဘယ်လိုလုပ်မယ်ဆိုတော့အဲမော်နီတာရင်းလုပ်တာတွေရိုကျူးလုပ်တာတွေလည်းမရှိဘူး။ဆိုတော့အဲ့ဒီတွေကဟိုလာဖို့အဲပတ်စံတွေအများကြီးတုံးပြီးတော့ခေါ်နေကြတယ်။တကယ်တမ်းလာတဲ့အဲ့ဒီတွေကိုတော့အဲ့ဝစ်ကျူးတွေကျွန်တော်တို့ပုံရိပ်ကကုမ္ပဏီတွေမဟုတ်လို့ပဲလုပ်နိုင်တာ။ အဲဒါကျွန်တော်တို့မှရှင်းပြောကိုဟိုဟိုအပြတ်မပြောနဲ့ကျွန်တော်တို့အရင်တော့မရှုံးရင်တန်ကောင်းကျွန်တော်တို့အိတ်ဆိုင်တွေကြီးလည်းလုပ်ပေးရတန်းရလမ်းမာတွေလည်းဂိတ်တွေပိုင်းအဖြစ်ချင်းချုံးမှုရလောက်ရတယ်ရှိတယ်အဲ့တော့ဒါတွေကခုနပြောလို့ပေါ့ system ကြီးမှားနေတာပေါ့လက်ရှိဟိုခီးသွားလုပ်ငန်းကြီး mechanism တခုလုံးကကျွန်တော်တို့ကအားနည်းချက်တွေများတယ်ဗျ capacity တွေနည်းတယ်ဗျအဲအဲ့ဒါမျိုးတွေပေါ့မိုးများရရေရရေများရမိုးရွာတယ်ဆိုပုံစံလေးတွေရှိနေတယ်အဲ့ဒါလေးတော့ကျွန်တော်ပြောချင်ပါတယ် အခုနှစ်မှာလာရောက်လည်ပတ်တဲ့ခီးသွားဧည့်တွေဟာ2024ခုနှစ်ခီးသွားဧည့်တွေအတွက်ပုံမှန်များပြားလာကြအောင်ဟိုတယ်ဝင်ငွေအနေနဲ့အရင်နှစ်သက်15ရာခိုင်နှုန်းဝင်ငွေတိုးတက်လာပြီးမဲ့လိုအပ်တဲ့အသုံးစိတ်တွေမှာအရင်နှစ်တွေကပုံမှန်များပြားနေတယ်လို့ဟိုတယ်လုပ်ငန်းရှင်တွေအသင်းမှအထွေထွေအတွင်းရင်မူဦးနေအောင်ကိုဝါစီရင်တဲ့တင်ဌာနကိုပြောပါတယ်ဒီကွာတော့ပြီးခဲ့တဲ့နှစ်သက်တော့ကျွန်တော်တို့ပြည်ရင်းခီးပါဧည့်သည်တွေကတော့ပုံမူဝင်ရောက်လာတဲ့ဟိုအခြေအနေမှာရှိတယ်ပေါ့နော်။ဒါကြီးကျွန်တော်တို့ဟိုတယ်အတွင်းနဲ့ပတ်သက်တော့တောင်ကြီး ကလောပါရှိရဲဟိုတယ်တွေကတော့ဒီဒီကောင်လေးပွဲတော်ကာလမှာဟိုတယ်အဖြစ်အခန်းကြီးဒီတာဟိုတယ်အခန်းရောင်းရတယ်ပေါ့နော်ဧည့်သည်ဝင်ရောက်မှုများတယ်ပေါ့ဒါလည်းဧည့်သည်တွေကတော့ပြည်စင်းဧည့်သည်တွေလည်းအဓိကထားပြီးတော့ပြည်စင်းဧည့်သည်ဆိုမှလည်းကျွန်တော်တို့ဒီဘက်ဟိုလန်ကလေးတက်လာတဲ့ဟိုဧည့်သည်တွေရှိသလိုဒီရန်ကုန်ဘက်ကနေပြီးတော့မှဒါတောင်ကြီးဆောင်တိုင်းပွဲတော်ကိုလာရောက်နေပတ်တဲ့ဧည့်သည်တွေလည်းတော်တော်များများကြီးရဲ့ဘိုင်းမှာတော့အပြည့်လာရောက်ကြပါတယ် လက်ရှိအနေအထားတစ်ခုမှာဆိုရင်တော့ဒီဘက်ညောင်ရှည်လို့ပါလို့မှလည်းပဲဒါအဲ့ဒါဝင်ရောက်မှုကတော့ဒီရပိုင်းပြင်မှာတော့များမယ်။ဘာကြောင့်လဲဆိုတော့ဒီတခြားတောင်ကြီးမြို့ပေါ်မှာရှိတဲ့ဟိုတယ်တွေ၊ကလောမြို့ပေါ်မှာရှိတဲ့ဟိုတယ်တွေလည်းပဲအဲ့ဒါအနေနဲ့ဟိုတယ်ခန်းတွေပြည့်နေတာဖြစ်နေတဲ့အတွက်ဒီဒေသမှာရှိတဲ့ဟိုတယ်ကိုလည်းပဲတွားရောက်တဲခုံတဲ့အခြေအနေမှာရှိပါတယ်။ဒါကတော့လက်ရှိဒီပွဲတော်ကာလအတွင်းထဲမှာဖြစ်နေတဲ့အနေအထားပေါ့နော်။တောင်ကြီးစစ်ဆောင်တိုင်းမြို့ပြန်ပွဲတော်ကိုအစကအော်တိုဘာ29ရက်မှနိုဝင်ဘာ9ရက်ထိတာကျင်းပဖို့စီစဉ်ထားပြီးမယ်။ရာသီဥတုအခြေအနေတွေကြောင့် ပွဲတော်ရက်ကို3ရက်တိုးပြီးနိုဝင်ဘာ8ရက်ထိကျင်းပသွားမှာဖြစ်တယ်လို့သိရပါဗျ။စီအန်အန်သတင်းထောင်နိုင်ငံနိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးမှာပါ။ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်တာလီဘန်တွေကြားအပြစ်အခတ်ရစဲရေးဆွေးနွေးမှုတွေကိုနိုဝင်ဘာ6ရက်ကတူရကီနိုင်ငံအစ္စတန်ဘူမြို့မှာပြန်လည်ဆက်တင်လိုက်ပြီးဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်တာလီဗန်တွေကြားအပြစ်ခတ်ရစေရေးဆွေးနွေးမှုတွေကိုနိုဝင်ဘာ6ရက်ကတူရကီနိုင်ငံအစ္စတန်ဘူမြို့မှာပြန်လည်စတင်ပြီးဖြစ်ကြောင်း DW သတင်းမှာဖော်ပြခဲ့ပါတယ်။ပြီးခဲ့တဲ့လကနှစ်နိုင်ငံနယ်စပ်မှာတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီးနောက်တူရကီနဲ့ကာတာတို့ရဲ့ဇာဝင်ဆစ်ဆက်ပေးမှုနဲ့အတူငြိမ်းချမ်းရေးသဘောတူညီမှုရရှိဖို့အတွက်ကြိုးပမ်းနေတာဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုတွေကြောင့်လူပေါင်း80ကျော်သေဆုံးပြီးလူပေါင်းရာချီဒဏ်ရာရရှိခဲ့ပြီးနောက်ပြီးခဲ့တဲ့သတင်းပတ်မှာတူရကီကငြိမ်းချမ်းရေးသဘောတူညီ ညီချက်အတွက်လုပ်ငန်းစဉ်တစ်ခုကိုထူထောင်သွားမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ဒါပေမဲ့လည်းအပြေမရှိသေးတဲ့လုံထုံးလုံနီးဆိုင်ရာမေးခွန်းတွေအများကြီးရှိနေပါသေးတယ်လို့ဝါရှင်တန်အခြေစိုက်ကျွမ်းကျင်ပညာရှင်အဖွဲ့ဖြစ်တဲ့ New America Foundation မှကျွမ်းကျင်သူ Omar Samet ကပြောကြားခဲ့ပါတယ်။ Samet ဟာ2004ခုနှစ်မှ2011ခုနှစ်အထိကနေဒါနဲ့ပြင်သစ်နိုင်ငံဆိုင်ရာအာဖဂန်တန်မတ်ဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။အပြစ်ခတ်ရဲစဲရေကိုလိုင်းနာမှုရှိမရှိဘသူကစောင့်ကြည့်တဲ့လဲတတိယနိုင်ငံတနိုင်ငံလားဒ ဒါမှမဟုတ်နိုင်ငံတကာအဖွဲ့အစည်းတခုကလားအာဖဂန်နဲ့ပါကစ္စတန်ကြားမှာနေဆက်ပိပကတွေတစ်ခဲ့တဲ့တမိုင်းကြောင်ရှိခဲ့တာကြောင့်တပတ်နဲ့တပတ်မယုံကြည်မှုတွေရှိနေပါတယ်။ပြီးတော့အကြမ်းဖက်မှုနဲ့ပတ်သက်ပြီးမတူကွဲပြားတဲ့အထိပ္ပယ်ဖွင့်ဆိုမှုတွေကဆွေးနွေးမှုတွေကိုပိုပြီးရှုပ်ထွေးစေပါတယ်လို့သူကပြောကြားခဲ့ပါတယ်။အရင်ကမဟာမိတ်တွေဖြစ်ပြီးကီလိုမီတာ2600မိုင်1600အရှိရှိတဲ့နေဆက်ချင်းထိစပ်နေတဲ့အာဖဂန်နဲ့ပါကစ္စတန်ကြားဆက်ဆံရေးတွေဟာမကြသေးမီနှစ်တွေအတွင်းဆိုးရွားလာခဲ့ပါတယ်။ ယ်ပါကစ္စတန်ကတော့အာဖဂန်တာလီဘန်အာဏာပိုင်တွေဟာပါကစ္စတန်တာလီဘန်အဖွဲ့ TTP ကိုအကောက်အွယ်ပေးထားကြောင်းဆွဆွဲခဲ့ပြီးအာဖဂန်တာလီဘန်တွေကတော့ဒီဆွဆွဲချက်ကိုညှင်းဆိုခဲ့ပါတယ်။အာဖဂန်နစ္စတန်မှာတာလီဘန်တို့အာဏာပြန်ရလာခဲ့တဲ့2020ခုနှစ်ကလေးကပါကစ္စတန်မှာစစ်သွေးကြတွေရဲ့တိုက်ခိုက်မှုတွေမြင့်တက်လာခဲ့ပါတယ်။ဂျပန်နိုင်ငံမြောက်ပိုင်းတောင်တန်းဒေသတွေမှာနေထိုင်သူတွေကိုဝက်ဝန်တွေကတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်တွေမြင့်တက်ခဲ့တာကြောင်း အဲ့ဒီဝန်ဝန်ရဲ့ရန်ကနေကောက်ွယ်ပေးဖို့စစ်သားတွေကိုဖြန့်ကျက်ချထားခဲ့တဲ့ဆွေတဲ့တင်းကိုလည်းဆက်လက်ရှုစားလိုက်ရအောင်ပါ ဂျပန်နိုင်ငံမြောက်ပိုင်းအကီတာစီရင်စုနယ်ရဲ့တောင်တန်းဒေသတွေမှာနေထိုင်သူတွေကိုဝက်ဝံတွေကတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်တွေမြင့်တက်ခဲ့တဲ့အတွက်ဒီဝက်ဝံတွေရဲ့ရန်ကနေကာကွယ်ပေးဖို့စစ်သားတွေကိုဖျက်ချက်ချထားခဲ့တယ်လို့ AP ကဖော်ပြခဲ့ပါတယ်။ဝက်ဝံတွေဟာစောင်းကိုတဲ့ကာလမတိုင်မီအစာရှာထွက်ကြချိန်မှာဒေသခံတွေနဲ့မကြကနာထိတိုက်တွဲမှုတွေဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။အညိုအာဝက်ဝံတွေနဲ့ဟိမွန်နာဝက်ဝံ Asia တဲ့ Black Bear တွေကိုစတင်ကြောင်းတွေယထာဘူတာယုံတွေဈေးဝယ်ကုန်တိုက်တွေနဲ့ရေဘူးစန်းတွေအနီးမှာမကြကနာအမြင်တွေ့နေရပါတယ်။ ေပရီလကလေးကဂျပန်နိုင်ငံတဝန်းမှာဝဝန်ကြီးရဲ့တိုက်ခိုက်မှုကြောင့်ဒုတိယကြော်ဒဏ်ရာရခဲ့ပြီး12ဦးသေဆုံးခဲ့ကြောင်းဂျပန်နိုင်ငံရဲ့သဘောပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးဌာနကအော်တိုဘာလကုန်ပိုင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဝဝန်ကောင်ကြီးတိုးပွားလာတာနဲ့အတူလူနေရပ်ကွက်တွေအထိရောက်ရှိလာမှုကြောင့်ဒေသခံတွေကကြောက်ရွံ့ထိတ်လန့်နေရတယ်လို့ဆိုပါတယ်။အစိုးရရဲ့ခန့်မှန်းချက်အရဝဝန်ကောင်ကြီး9400ကျော်တိရှိကြောင်းဖော်ပြထားပါတယ်။ဒါကြောင့်ကာကွယ်ရေးဝန်ကြီးဌာနနဲ့အဂီတာစီရင်စုနဲ့အာဏာပိုင်တွေဟာဝဝန်တွေကိုဖမ်းဆီးဖို့မုတ်ဆိုးတွေကိုတည်ယူပို့ဆောင်ပေးဖို့ ိုနဲ့ဘုံအသေးကောင်တွေကိုမြေမျိုးဖို့အတွက်စစ်သားတွေဖျက်ချက်ချတာဖို့သဘောတူညီချက်တစ်ဆောင်ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။ဒါပေမဲ့စစ်သားတွေဟာဘဝဝင်တွေကိုတုတ်တင်ဖို့အတွက်လက်နက်တွေကိုအသုံးပြုလိမ့်မှာမဟုတ်ဘူးလို့တာဝန်ရှိသူတွေကပြောကြခဲ့ပါတယ်။လက်ရှိမှာဝက်ဝင်တွေကိုဖမ်းဆီးဖို့နဲ့ခြောက်လက်မောင်းထုတ်ရေးတို့အတွက်ကာဇူနိုမျိုးရဲ့တစ်တော့ဒေတာမှာစတင်လှုပ်ဆောင်နေပြီဖြစ်ကြောင်းအာနာပိုင်တွေကပြောကြားခဲ့ပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဖိလစ်ပိုင်နိုင်ငံမှာတိုင်ဖုန်းမုန်တိုင်းကြောင့် အရေးပေါ်အခြေအနေကြေညာထားရတဲ့ဆွေတင်းပဲဖြစ်ပါတယ်။ဖိလစ်ပိုင်နိုင်ငံမှာတိုင်ဖွန်းကေမဂီဝင်ရောက်တိုက်ခိုက်မှုကြောင့်လူတရာကျော်သေဆုံးပြီးလူအများပြားပျောက်ဆုံးနေချိန်မှာဖိလစ်ပိုင်သမ္မတဖာနီဒန်မာကော့စ်ဂျူနီယာကနိုဝင်ဘာ6ရက်မှာအရေးပေါ်အခြေအနေကြေညာခဲ့တယ်လို့ DW သတင်းဝက်ဆိုက်ကဖော်ပြခဲ့ပါတယ်။ကေမဂီမုန်တိုင်းဟာနိုဝင်ဘာ၄ရက်ကဖိလစ်ပိုင်နိုင်ငံအလဲပိုင်းကိုဝင်ရောက်တိုက်ခတ်ခဲ့တဲ့အတွက်မိုးသိပ်ထန်စွာရွာသွန်းပြီးလေပြင်းတွေတိုက်ခတ်ခဲ့တာပါ။ မုံတိုင်းကြောင့်လူသေဆုံးမှုအများဆုံးပြည်နယ်ဟာစီဘူးကျွန်းပေါ်ရှိစီဘူးပြည်နယ်ဖြစ်ပြီးမကြသေးမီနှစ်တည်းအတွင်းအစိုးရဆုံးရွေးလွှမ်းမှုမှုကိုကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။မော်တော်ယာဉ်တွေတင်ပေါ်ကွန်တိန်နာတွေနဲ့သိမ်းငယ်တဲ့အိမ်တွေဟာရေစီးနဲ့အတူမျောပါသွားခဲ့ပြီးဒေသခံတွေဟာလည်းရေဘေးကနေလွတ်ဖို့အိမ်ခေါင်မိုးတွေပေါ်ကိုတက်နေရတယ်လို့ဖိလစ်ပိုင်ကြက်ချင်တဲ့အဖွဲ့ကပြောကြားခဲ့တာပါ။စီဘူးပြည်နယ်မှာလူပေါင်း82ဦးသေဆုံးပြီးလူတရ40ကျော်တရားရခဲ့တဲ့အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် တလောက်မပြည့်မီအချိန်မှာပဲအခုလိုမျိုးအင်အားပြင်းမုန်တိုင်းတက်ခတ်ခဲ့တာပါ။နိုဝင်ဘာ6ရက်နေ့ရရှိတဲ့စီးရင်တွေအရမုန်တိုင်းကြောင့်လူ114ဦးသေဆုံးကြောင်းအတည်ပြုနိုင်ခဲ့ပြီးအဲ့ဒီထဲကမှ49ဦးဟာစီဘူးပြည်နယ်ကဖြစ်တယ်လို့ဖိလစ်ပိုင်ပြည်သူ့ကာကွယ်ရေးကထုတ်ပြန်ခဲ့တာပါ။စီဘူးပြည်နယ်ရဲ့အိမ်နီးချင်းပြည်နယ်တွေဖြစ်တဲ့ကာပစ်ဘိုဟိုလေဒီတောင်လေဒီပြည်နယ်တွေအပြင် ဒီကရော့စ်ကျွန်းပေါ်မှာလည်းလူရှိဦးတည်ဆုံခဲ့ကြောင်းတာဝန်ရှိသူတွေကပြောကြားခဲ့တာပါ။နိုဝင်ဘာ၄ရက်ကမုံတိုင်းတန်တင်ပြည်နယ်တွေကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးဖို့လာရောက်တဲ့ဖိလစ်ပိုင်လေတပ်ရဲ့ရဟတ်ယာဉ်တစ်စင်ဟာအကူဆန်ဒဲဆာပြည်နယ်မှာပြတ်ကျခဲ့တဲ့အတွက်လူ၆ဦးတည်ဆုံခဲ့ပါတယ်။လက်ရှိမှာမုံတိုင်းကျောင်းလူပေါင်း၄သိန်း၃၀၀၀ကျော်ဟာအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ဖိလစ်ပိုင်ရဲ့ဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီကထုတ်ပြန်ခဲ့ပါတယ်။ စီအန်အန်သတင်းဌာနရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့အားကစားသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရိုနယ်ဒိုရဲ့ United အသင်းပေါ်ထောက်ပြဝေဖန်မှုနဲ့ပတ်သက်ပြီးအနာဂတ်ကိုကြည့်ဖို့လိုအပ်တယ်လို့နီးပြဖြစ်သူအာမိုရင်ကပြန်လည်တုံ့ပြန်လိုက်တဲ့သတင်းပဲဖြစ်ပါတယ်။ ပေါ်တူဂီလူမျိုးနီးပြအာမော်ရင်ကအတင်းဟာအတိတ်မှာအမားတွေပြုလုပ်ခဲ့လို့ဝန်ခံကရော်နယ်ဒိုရဲ့ United ပေါ်ဝေဖန်မှုကိုတုံ့ပြန်ခဲ့ပေမယ့်အနာဂတ်ကိုကြီးဖို့လိုအပ်တယ်လို့ပြောခဲ့ပါတယ်။အာမော်ရင်ကရော်နယ်ဒိုပြောတဲ့အရာအလုံးမှာကြီးမားတဲ့တက်ရောက်မှုတွေရှိတယ်ဆိုတာသူသိပါတယ်။ကျွန်တော်တို့အာရုံစိုက်ရမယ့်အရာကအနာဂတ်ပါ။ ကလတ်ဟာအတိတ်တုန်းကအမားတွေအများကြီးလုတ်ခဲ့တယ်ဆိုတာကျွန်တော်တို့သိပေမယ့်ကျွန်တော်တို့ကဒါကိုပြောင်းလဲဖို့စူးစမ်းနေပါတယ်ဖြစ်ပြီးခဲ့တာတွေကိုအာရုံမစိုက်ပဲအခုလုပ်နေတဲ့အရာတွေကိုအာရုံစိုက်ရမှာပါကျွန်တော်တို့ကပိုပြီးကောင်းမွန်အောင်ပြောင်းလဲမှုတွေလုပ်နေပြီဒါကိုဆက်လုပ်သွားကြမှာပါလို့ပြောခဲ့တာပါ United ကစားသမား Howard Ronaldo ကဒီရက်သက်ဘက်အထင်မှာ PS Morgan နဲ့ interview ပြုလုပ်ခဲ့ပြီးအာမိုရင်ကအကောင်းဆုံးလုပ်နေပေမယ့်အံ့ဖွယ်ကောင်းတဲ့အရာတွေလုပ်နိုင်မှာမဟုတ်ဘူးလို့ပြောခဲ့ပါတယ်ဒါအပြင် Ronaldo က လက်ရှိ United အသင်းမှာရှိနေတဲ့ကစားသမားအချို့ရဲ့အတွေးခေါ်ပိုင်းနဲ့ပတ်သက်ပြီးတော့လည်းမေးခွန်းထုတ်ခဲ့ပါဗျာ။အာမိုရင်ကတော့ Ronaldo ဟာအသင်းရဲ့အတိတ်ကအကြောင်းအရာတွေကို ပြန်ပြောနေတယ်လို့ယူဆနေပြီးသူတို့ဟာအနာဂတ်မှာဘာတွေဖြစ်လာမလဲဆိုတာကိုသာအံ့ဩစိုက်ဖို့ပြောခဲ့ပါဗျာ။ Ronaldo ဟာ United အသင်းအတွက်ဒုတိယအကြိမ်မြောက်ကစားပြီးနောက်2022ခုနှစ်နိုဝင်ဘာမှာစာချုပ်မဖြတ်သိမ်းပြီးအသင်းကိုဝေဖန်ခဲ့သလိုဒီပြ Eric Dan ကိုလည်းလေးစားမှာမဟုတ်ဘူးလို့ PS Morgan နဲ့အရင် ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာပြောခဲ့တာပါ Ronaldo က PS Morgan နဲ့ထပ်မံပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ ယူနိုက်တက်အသင်းကသူ့ရဲ့နှလုံးသားထဲမှာရှိနေတဲ့အသင်းဖြစ်တဲ့အတွက်အသင်းရဲ့လက်ရှိအခြေအနေတွေကိုဝမ်းနည်းမိတယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့ယူနိုက်တက်အသင်းကအလားအလာကောင်းနေရှိနေတာကြောင့်လက်ရှိနဲ့အနာဂတ်မှာအပြောင်းအလဲတွေဖြစ်လာဖို့မျှော်လင့်တယ်လို့လည်းပြောခဲ့ပါတယ်။စီအိုင်နိုင်တဲ့ဌာနရဲ့2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကို တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးပဲတရားပြောရှင်းတဲ့နေ့တစ်နေ့ကိုပိုင်ဆိုင်နေကြပါစေရှင်။ thank you